ဂျင်းတို့တစ်တိုက်ကလေးလိုက်ခီးကနေဘိုက်စာစာနဲ့ပြန်လာခဲ့ကြပါလေလမ်းဖြတ်ကူးနေကြတဲ့အချိန်ဘေးကနေကလေးမလေးညောက်ကဖြတ်ပြေးလာတာကြောင့်ဂျင်းလည်းသူတို့ဘေးကနေဖြတ်ဆောင်နေကြောင်တောင်နဲ့ရက်ကြည့်နေခဲ့မိပါလေအဲ့ဒီမှာထရက်ကားတစ်စီးကဖြတ်လာပြီးတော့ဒရိုင်ဘာဘိုးတော်အိပ်ပျော်နေတဲ့အတွက်ကလေးမလေးတွေအီဆဲကန်ရောက်တော့မဲ့အချိန်မှာဂျင်းက Black Eagles ထုတ်လွှင့်မှုနဲ့ကားကိုတားပြစ်လိုက်ပါလေအဲ့ခါနိုင်တို့တို့အားလုံးလည်းလန်သွားခဲ့ကြပြီးတော့ထရက်ကားမှောက်သွားခဲ့တဲ့ပြင်ကလေးမလေးကလည်းတိုက်မိလားမတိုက်မိလားတော့မသိပေမဲ့မှောက်သွားခဲ့ပါလေ ဒရိုင်ဘာကတော့ရှော့ပြီပေါ့မင်းသားမှမဟုတ်တာပဲအဲ့ကနိုင်တော့သူတို့ကိုရိုက်နေ CCTV ကိုပြလိုက်ပြီးတော့မေးသွေးသုံးလိုက်ပြီမလားဒါဆိုပြေးသားဆိုလို့ပြောလိုက်ပါလိမမတာရိုရဲ့စောင့်ကြည့်ဌာနမှာတော့ဂျင်းကိုတွေ့သွားပြီးတော့ live ဖမ်းဖို့ကလုံနေကြပါပြီနိုင်တော့ဂျင်းတို့အားလုံးကိုစက္ကန့်40တွေးမှာအထုပ်ဖို့တွေပြင်ကြလို့ပြောနေပြီးတော့နာဂီမီတို့ကထွက်ပြေးဖို့လမ်းကိုပြင်ဆင်ထားပြီလို့နိုင်တို့လမ်းပြောပါလိသူကတောင်တဲရှောက်သွားနေရှီကီကိုသွားချို့ဖို့လူလိုပေးမယ်လို့ပြောလိုက်ပြီးတော့ချိန်ထဲမှာပဲရှင်ဟာကမိကာတို့ကိုမျိုးလေကောင်မှာသွေးသုံးလိုက်တဲ့ငနေကရှီကီပဲဖြစ်နိုင်တယ်လို့ပြောနေပါလိ တေတော့မသေးကြမဲ့ရှီကီဟုံးရင်ဖမ်းပြီးတော့မဟုတ်ရင်တော့တတ်ပြစ်ကြမယ်လို့ဖော်ဆနေပေမဲ့မိကာရိုကတော့ဒီကောင်ကကလေးတွေတတ်ကိုကဲခဲ့တာမို့လွှတ်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။သူကလူတတ်တဲ့အိုနီကိုတော့တတ်မယ်ဆိုပေမဲ့လူတွေကတော့ကဲတဲ့အိုနီကိုတော့လက်နဲ့တောင်ထိမှမဟုတ်ဘူးလို့ပြောနေပြီးဂူလောဆယ်မှာတော့လိုက်ရှာပြီးတော့စကားပြောကြမယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့ရှင်ရတော့ဘေးနာသူ့ဟာသာသူနေတဲ့ပွဲစိတ်ကိုတတ်ပြစ်လိုက်ပြီးလူတတ်တတ်မတတ်စောက်ကြီးမဆိုင်ဘူး။အိုနီတွေများများတတ်မှငါလေးယာရုမြန်မြန်တိုးမှလို့ပြောလိုက်ပါတော့တယ်။မိမသာမီတတ်တတ်မတတ်အဆုံးထိမင်းကိုအတုံးချပြမယ်လို့ နိုင်လူပြောကြီးနဲ့ပြောလိုက်ပြီးတော့ငါမှာတားကောင်တွေရှာနိုင်တဲ့ဟော်ဒီမျက်လုံးတစ်စုံရှိနေလေလို့ပြောနေခဲ့ပါတယ်။တချိန်တည်းမှာပဲနိုင်တို့တို့ကနာဂီမီတို့စီစဉ်ပေးတဲ့ရိုကန်စကန်ကိုရောက်လာခဲ့ကြပါတယ်။အဲစကန်အချက်လက်တွေတူလောင်တာနဲ့အစည်းအဝေးတွေလုပ်တဲ့စကန်ပဲဖြစ်ပြီးနာဂီမီတို့ကနတ်ဆုတစ်ဖြစ်လဲရှီကီကိုငါလူတယောက်သွားခေါ်နေပြီလို့နိုင်တို့တို့ပြောလိုက်ပါတယ်။နာဂီမီတို့ကနိုင်တို့ကိုဗာဆက်လောက်ကြမှာလဲလို့မေးလိုက်တဲ့အခါကြောင်းအောင်ပြန်သွားမယ်လို့ပြောတာကြောင့်စီစဉ်တာရှိတာတွေစီစဉ်ပေးဖို့ထွက်သွားခဲ့ပါလေ။အဲ့ကအီဂါရီကဘာတော့ကတော့လည်းပြီးသွားမှာလား။ ဘာမှလည်းမချဘူးပြင်းစရာကြီးကွာလို့ပြောသွားတာကြောင့်ဘေးနာအိုဒီတရဆောက်စရာရှုပ်လာတဲ့ကောင်းလေးဘာလီလာအာချောင်းနေရလဲလို့မထီထီပြောနေခဲ့ကြပါလေဂျင်ကတော့ပြည့်စည်သူခံစားနေရပြီးတော့နာကီမီတို့ကနတ်စုပြောင်းလာပြီလို့ပြောလိုက်ကာနှစ်ယောက်သားအတူတူရောက်လာခဲ့ကြပါလေရောက်လာတဲ့ရှီကီယာဟာဘရာသာကလေးတွေကဲခဲ့တာမိုက်တာဘို့လို့ပြောနေရကြအောင်နိုင်တိုကအရေးကဲမသိတဲ့ကောင်မာလာကွာလို့ပြောလိုက်ပါလေနောက်တော့နိုင်တိုလည်းကလေးတွေဘေးကင်းသွားအောင်စေးအေးသွားပြီးတော့ဂျင်မင်းလို့ရက်ကမှန်ပါလေဒါပေမဲ့သွေးသုံးတာလေးရှော့ပြီးတော့ ။ကာယကာလီပြောင်းသုံးကွာလို့ပဲပြောတာထွက်သွားခဲ့ပါတော့တယ်။နိုင်လို့ထွက်သွားတဲ့ဂျင်းကငါမကယ်နိုင်ခဲ့ဘူး။ဒီခေါက်လည်းငါမကယ်နိုင်ခဲ့ပြန်လို့ပြောနေပြီးတော့အားလုံးလည်းကိုခန်းကိုအနားယူလိုက်ကြပါလိမ့်။ဂျင်းကတွေးတယ်မှာတော့ကလေးမလေးကိုကဲဖို့ကြိုးစားခဲ့မယ်မအောင်မြင်ခဲ့တာကိုတွေးနေဝမ်းနေနေပြီးအိတ်မပြောင်းနိုင်ဖြစ်နေခဲ့တာပါ။အိုင်းနေညာကရှင်ဟာကဘာမှစော်လေးနဲ့နတ်စည်းစိမ်ခံစားနေတယ်ဘိုးတော်တယောက်သွားတွေးပါလိမ့်။အလုတ်ကြီးဆောင်မလို့စော်လေးဖယ်ခိုင်းတာကိုဆရာသမားအထွန်းတက်နေအောင်အရက်တွေကောင်းမလောင်းချလိုက်ပြီးတော့မင်းတို့ဒီဒီရောက်လာအောင်ဘဲကောင်တင်ပေးထားတာ။ စောက်စကားမများနဲ့ငါခိုင်းတာပဲလို့လို့ပြောလိုက်ပါတယ်။နောက်တော့သူကဂျင်းရဲ့ CD မှတ်တမ်းကိုပြလိုက်ပြီးဒီထက်ကောင်မရမကရှာကြစမ်းလို့အမိန်ပေးလိုက်ပါတယ်။အလုံးအိစပြောပြီးသွားတော့ခုနကပဲမတော့ဖို့ပြောထားတဲ့သူလဲကိကြဆိုငါကောင်လို့လို့ပြောလိုက်ပြီးတော့ချီယာစလုံးလိုက်ကြပါတယ်။အဲ့ဒီဘိုးတော်လူမိုက်ခေါင်းဆောင်တယောက်ပဲဖြစ်ပြီးသူ့ရဲ့တပည့်တွေကရှင်ဟာဆွဲကောင်ကဘာကောင်မလို့တုံးလို့မေးနေကြပါတယ်။အဲ့ခါလူမိုက်ခေါင်းဆောင်လည်းမသိဘူးကွာဒါမှမဟုတ်ငါကြီးပွားနေရတော့သူ့ဂျေးစုတွေပါတယ်လို့ပြောပြလိုက်ပါတယ်။ ရှင်ရတော့တစ်ဖက်မှာသူ့ရဲ့မျက်လုံးအနေနဲ့လူမိုက်ခေါင်းဆောင်နဲ့သူ့တပည့်တွေမြင်ရသမျှအားလုံးကိုမြင်နေခဲ့ရပါတယ်။တကယ်တော့သူ့ရဲ့စွမ်းကဘက်တီးရီးယားတွေထည့်ပေးလိုက်တဲ့သူ့ရဲ့အမြင်တွေကိုမြင်ရတာဖြစ်ပြီး36ခုကိုတစ်ချိန်ထဲမှာကြည့်နေနိုင်လို့ဘက်တီးရီးယားတွေကလည်း24နာရီတိတိကိုခံနိုင်ပါတယ်။အဲချိန်လူမိုက်ခေါင်းဆောင်အနေနဲ့တစ်ဆင့်ညဘက်လမ်းထွက်လျှောက်နဲ့ဂျင်းကိုမြင်သွားပြီးတော့မျက်ခြေမပြတ်စောင့်ကြည့်ထားဖို့အမိန်ပေးလိုက်ပါတယ်။ရှင်ကဒီကောညဘက်ကြီးဘာထားလို့တာတော့ဆိုပြီးတော့တွေးနေတဲ့အချိန်မှာခေါင်းဆောင်ရဲ့တပည့်တယောက်ကခေါင်းဆောင်ရဲ့စော်နဲ့ဖိုးချဖိုးချထားတာကိုသိလိုက်ရပါတယ်။ ဒါအောင်သူကဟဲ့အောင်မင်းပေးနာမှာဈေးဝင်ရှိတယ်မလားလို့လမ်းပြောလိုက်ပြီးတော့ဈေးဝင်တယ်ကိုဝင်ဖို့ပြောပြီးမယ်ဆရာသမားမဝင်ချင်ဘူးလို့ပြောနေရကြောက်မင်းခေါင်းဆောင်စော်ဖိုးချက်ဖိုးချက်လှုပ်ထားတာတွားပြောလိုက်မှာတော့လို့ချိန်ချောက်လိုက်ပါတော့တယ်အားတော့သူလည်းလမ်းသွားပြီးတော့နောက်ထပ်အဖော်နှစ်ယောက်နဲ့သူဈေးဝင်တယ်ကိုဝင်သွားခဲ့ရပါတယ်တကယ်တော့ဂျင်းကနေ့လယ်တော့ကောင်မလေးကိုဈေးဝင်မှာလူနာလာတွေ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ညာကြီးချိန်မတော်မလို့အဲတွေးခွင့်ရမရတော့ပဲဈေးဝင်တဲ့အမကြီးကခလေးကခေါင်းမဲထိသွားတာမဟုတ်လို့အသက်အန္တရာယ်မရှိပါဘူးလို့ပြောပြလိုက်ပါတယ်ဒါတော့ဂျင်းလည်းစိတ်ယူသွားပြီးတော့ဈေးဝင်ကနေထွက်လာတော့ ရှင်အားလူမိုက်တွေနဲ့သွားတိုးပြီးတော့လူမိုက်တွေကဂျင်းကိုဝိုင်းထားလိုက်ကြပါလေဂျင်းကမင်းတို့ကဘာကောင်တွေလဲလို့မေးလိုက်တော့လာမေးနေဟျောင်းငါလည်းမင်းဘယ်သူမှမသိဘူးငါဆရာဖမ်းခိုင်းလို့ဖမ်းရတာပဲလာလိုက်ခဲလို့မြမလူကြီးပဲပြောချလိုက်ပါလေဒါပေမဲ့ဂျင်းကတော့မလိုက်ဘူးွာလို့ပြန်ပြောလိုက်ပြီးတော့ခေါင်းဆောင်ကမင်းမလိုက်ရင်ထဲကငါတပည့်ကိုအဲကလေးမောင်ဓာတ်နဲ့ထိုးသားခမ်းလိုက်မှာပေါ့လို့ချိန်ချောက်လိုက်တာကြောင့်ဂျင်းလည်းလိုက်သွားခဲ့ရပါလေဒုနဲ့ရှင်အားဂျင်းကိုဖမ်းပြီးသွားပြီးတော့ရှင်အားကမြောက်ခမ်းထဲမှာ BDSM နဲ့နှိပ်စက်ကြိယာတွေဘာသာစမဂလာတွေလုပ်ဖို့အသင့်ပြင်ထားလိုက်ပါလေ ရှင်အားကဂျင်းကိုမင်းနိုင်တို့နဲ့သိတယ်မလားအီဂျီနိုဆဲဘဲမလားဟာဟာငါတော့ပွားပြီဟေ့လို့အိမ်နေမြပြောနေတော့ဘာတော့စောက်ပွားငါလည်းဘာမှမသိဘူးလီလာတွေလာလုံးမနေနဲ့လို့တဲ့ပဲပြောချလိုက်ပါလေအဲ့ကရှင်အားကမင်းရင်ကျေးမပြောရင်အဲ့ကလေးမလေးကိုတပစ်လိုက်မှာတော့လို့ပြောလိုက်တာမလို့မမိုတာတွေက100 90 100လူစိုးတွေနဲ့ပူပေါင်းရတဲ့အထိအောက်တန်းကျနေပြီလားလို့မေးလိုက်ပါလေရှင်အားကလည်းဘာတော့ငါလည်းမင်းလိုပဲဘာမှမသိဘူးလေအဲ့ကလေးကိုငါမတတ်ပါဘူးတကောင်ကောင်တော့တတ်မှာပေါ့ဘယ်ကောင်လဲတော့ငါလည်းမသိဘူးလို့ လူအင်းမရဘဲနဲ့ဝေးလေကြောင်ဘတ်တွေလုံနေပါတော့တယ်ဒုံနဲ့ခဏနေတော့ရှင်ဟာကခေါင်းဆောင်စောင်းကြည့်ဖို့တောင်းဝင်ပေးသွားပြီးခဏအပြင်ထွက်သွားခဲ့ပါလိတကယ်တော့ရှင်ဟာလည်းရှီကီယောနိုင်တော်ပါရှိနေဆိုတာကြောင့်အတော်လေးကိုဖင်ကျိနေခဲ့ရပါပြီဒကောင်လေးတော်မနေရှင်းရမှာနှာခေါင်းဆွေးဘလိုတော်လုံးအောင်မလဲလို့တွေးနေပြီးတော့မိကာတို့ကိုရောက်ခဏနေတွေးကြမယ်လို့လမ်းပြောလိုက်ပါလိဂျင်ပြောင်းနေအောင်ခုမှသတိထားမိသွားကြတဲ့နိုင်တော်တို့ကလိုက်ရှာဖို့လုံနေပြီးတော့စကန်တစ်ခုလုံးကလူတွေလည်းတော်တော်လေးကိုလန့်နေခဲ့ကြပါပြီရှီကီယာဒီနာတော်ဝိုက်ကမိုမိုတာရီကကြောက်ဖို့ကောင်းလို့လားလို့မေးလိုက်တော့ နာကီမီဒိုကစောင်းအန်းကိုကြောက်ဖို့ကောင်းတာလို့ပြောပြလိုက်ပါတယ်။အဲချိန်တိုဂျိုမိုမိုတာရထာနာချုပ်မှာတော့တပ်ဖွဲ့20ခေါင်းဆောင်စုကူယိုမီမိုမိုကာနဲ့ဒူခေါင်းဆောင်အိုဆုကီမိုမိုကာတို့တို့ကစကားပြောနေခဲ့ကြပါတယ်။အဲချိန်ရှရာနဲ့မီကာတို့တို့ကရောက်လာပြီးတော့ရှရာကအရင်မင်းတို့စောင်းအန်းကောင်းတာလေးတခုကမ်းလှမ်းခြင်းနဲ့ဆိုပြီးတော့စကားဆားလိုက်ပါတယ်။အဲနောက်အိုဆုကီကဟျောင်းဒီပိုင်နဲ့ကျူးကျော်လာတဲ့မင်းနူးလေးကိုဘာလုပ်ကြမလဲလို့လမ်းပြီးတော့မေးလိုက်တဲ့ချိန်မှာဆရာသမားကဘေးရင်ဆောင်လေးဖတ်လိုက်ဦးမယ်ခဏဆောင်လို့ပြန်ပြောလိုက်ပါတယ်။ ဒါတော့အုစုကြီးလဲမင်းတို့လေးဘေးရုံဆောင်ရုံနဲ့ဟလာလို့မေးလိုက်ပြီးဘေးနေထဲမှာအခွင့်လန်းတွေပေါ်ပေါက်လာအံ့လို့ဆိုတာကြောင့်မင်းပြောတဲ့ကမ်းလန်းချက်ဆိုတာဘာကြီးလဲလို့ရှင်ရကိုလှမ်းမေးလိုက်ပါတယ်ဒါတော့ရှင်ရလဲကီရှင်းသွေးပါတယ်ကောင်တွေ့ထားပြီးတော့တူတူသွားရှင်းရမယ်ဆိုရင်စိတ်ဝင်စားလာလို့မေးလိုက်ပါတော့တယ်